ားလုံးပဲမင်္ဂလာပါမေတ္တာဖောင်ဒေးရှင်းကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဖြင့် One Big Beautiful Bill and နဲ့မေတ္တာဖောင်ဒေးရှင်းရဲ့ဝန်တာရာတရင်တစ်ပုဒ်ကိုကြီးညာပေးခြင်းပါတယ်ဒီကနေ့ကျမတို့ယုံကိုစာလင်းငါးဆောင်တပြိုင်နဲ့ရောက်ရှိခဲ့ပါတယ်နေစွဲရနေသေးပါ2025ခုနှစ်ဇွန်လ24ရက်နေ့တပြိုင်နက်ရောက်ရှိခဲ့တဲ့စာလေး9ဆောင်ထဲမှာ တစောင်းသောစာလေးကတော့ကျမတို့စိုင်လင်တင်ထားတဲ့ចောင်းသားလေးတယောက်ရဲ့ approve letter လေးဖြစ်ပါတယ်။အဲ့တော့မနေ့တုန်းကကျမတင်လိုက်တဲ့ဒီ one bit beautiful bill s နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအာဒီဥပဒေကျမ်းရဲ့အကြီးကအရေးကြီးတဲ့အချက်လက်တွေပါသွားတယ်လေဆိုလို့ရှိရင်အရင်တော့အဆိုင်လင့်တင်နေဆိုတာဒီအခမဲ့ပေးရတာပါဟိုကျမတို့ဒီအစိုးရကိုပေးရတဲ့ငွေမရှိပါဘူး အဲ့တော့အခုဒီ app မှာတော့ဖြင့်ကျမတို့အခကျင်းငွေပေးရပါတော့မယ်အဆိုင်လင်းတစ်ခါတင်တိုင်းဒေါ်လာ1000ပေးရပြီးတော့အဲနောက်တစ်ခါ EAD ကတ်လို့ခေါ်တဲ့ကျမတို့ဒီကလုတ်ကင်စားတောက်ရတဲ့ကတ်ဆိုင်လင်းတပီရတ္တရ90မှာရှောက်ထားလို့ရတဲ့ကတ်တခုဟာအရင်နှုန်းကပထမအချိန်ကျမတို့ရှောက်တဲ့အခါမှာ အခမဲ့ဖြစ်ပါတယ်။ဒါပေမဲ့ဒီ app မှာတော့ဖြင့်ဒီဥပဒေမှာတော့ဖြင့် တကြိမ်တင်လိုက်လို့ရှိရင်950ပေးရပြီးတော့သူ့ရဲ့တက်တန်းဟာလေအရင်ကလို့9နှစ်မရတော့ပါဘူးအခု9 6လပဲကြားပြီးတော့တကြိမ်ကို950ပေးရမယ်ဆိုတော့တော်တော်လေးကိုပဲပေးရတဲ့ငွေတွေဟာများလာပြီးတော့အခက်ခဲတွေဖြစ်တတ်ပါတယ်ဒီကနေ့ကျမပြောချင်တာကတော့ဒီဥပဒေချမ်းဟာမကြခင် လာတော့မယ်ဆိုတဲ့သတင်းစကားတွေပဲဖြစ်ပါတယ် အဲ့ဒီဥပဒေကြမ်းမှာအစွန်းအစကလေးကတော့ဒီဇူလိုင်လ၄ရက်နေ့လွတ်လပ်ရေးနေ့ပြီးတဲ့အခါမှာဒီဥပဒေကြမ်းဟာအတည်ပြုမယ်ဆိုတဲ့စကားပါပဲအဲ့ဒီတော့ဘာတွေဖြစ်ကုန်တယ်လဲဒီလာမယ့်ဥပဒေအစ်စ်နဲ့မတွေ့ချင်းပြီးတော့ဂမန်ကရန်းနဲ့ကျုံသမျှလူနဲ့ပွဲစားနဲ့မတင်လိုက်ကြဖို့တတိပေးချင်ပါတယ်မျက်ဖြူဆိုင်လီဆရာကြိုက်လီဆိုတဲ့ စကားအတိုင်းပဲအခုလိုပြဿနာကြီးလာတဲ့အချိန်ဒီမှာလက်တဲ့စမ်းတင်တဲ့သူတွေဟာအပြင်မှာဆိုင်လင်တင်က3000 4000အကုန်ခံနေရတဲ့အချိန်မှာတစ်ထောင်တစ်ထောင်ကလည်းပဲ ကိုယ်ကိုတည်ရင်းပို့မယ်ဆိုတာကိုအထူးသတိထားစေချင်ပါတယ်။ရှင့်နေတော့မပါဘူးဗျာ။ခမ ्या ကိုကျွန်တော်အလကားလုပ်ပေးမယ်ဆိုရင်တောင်မတင်လိုက်ပါနဲ့လို့တားချင်ပါတယ်။ဒါပေမဲ့တကယ်လို့ဥပဒေအကြောင်းတကယ်နားလေပြီးတော့ တကယ်တင်လိုက်တဲ့ရှိရင်တောင်မှချွတ်ချွတ်ချော်ချော်နဲ့တရားရုံးကြောက်သွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခိုင်လုံတဲ့ကိုယ့်ရဲ့တင်ထားတဲ့ကိုယ့်ရဲ့အချက်လက်တွေဟာကိုယ့်ကိုကာကွယ်နိုင်စွမ်းရှိပါတယ်လို့သတိပေးချင်ပါတယ်။ Immigration လောကကြီးကိုဈေးကွက်စီးပွားရေးတစ်ခုလိုဖြစ်တယ်လို့ကောက်ရောင်းစားနေကြတာတွေဟာကျမတို့မြန်မာနိုင်ငံသားတွေအပြစ်မဲ့ ဘာမှနားမလဲတဲ့သူတွေတားကောင်တွေဖြစ်သွားမှာအလွန်ပဲစိုးရိမ်လှပါတယ်ဒီ one bit အာ dutiful bills ဆိုတဲ့ဒီဥပဒေမှာတော့ဖြင့်တည်တည်ချာချလိုက်ကြည့်မယ်ဆိုရင်ဘုံငနေကြည့်ရင်တကွက်မှ ကောင်းတာမတွေ့ဘူးလို့ထင်စရာပါပဲဒါပေမဲ့ဥပဒေအချက်လက်တစ်ခုတိုင်းမှာနောက်ပိုင်းမှာကောင်းလာတာတွေရှိတတ်ပါတယ်ဥပမာဆိုရင် အဆိုင်လင်းတွေတင်ကွင်းမရှိတော့ဘူးဆိုတာနဲ့ရှင်းရင်အခုတင်ကွင်းရတယ်ဆိုတာအလွန်ကောင်းတဲ့အချက်ပါနောက်တစ်ခါ EAD တွေမပေးတော့ဘူး EAD တွေအားလုံးကိုအဆိုင်လင်းတင်ပြီးတဲ့အခါမှာအောင်ပြီးမှပဲပေးတော့မယ်အဲ့ဒီလိုစကားနဲ့စာရင်တင်ပြီးလို့ရက်ပေါင်း150ကြာတဲ့အခါမှာ6လကိုတစ်ကြိမ်950ပေးပြီးတော့တရားဝင်အလုပ်လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင်လေဒါဝမ်းသာရမယ့်အချက်ဖြစ်ပါတယ်အဲ့တော့ဒါ EAD ရက်သွားတာမဟုတ်ပါဘူး ဲ့ဒီတော့ကျမပြောချင်တာကတော့အခုဒီစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေတဲ့သူတွေစိတ်ပူပင်စိတ်ပူပင်တော့ကနဲ့ပြုံးကနေမလုကြပဲနဲ့တိတ်တိတ်ချာချာစီစစ်ပြီးမှလုတ်ပါလို့ပြောကြရင်းနဲ့လူတိုင်းအဆင်ပြေကြပါစေအခက်ခွဲတွေရှိတယ်ဆိုရင်လေကျမတို့မေတ္တာဖောင်ဒေးရှင်းကို အချိန်မရေးမင်းနိုင်ပါတယ်လို့ပြောကြရင်းနဲ့အားလုံးအဆင်ပြေချောမွေးကြပါစေ